ဂါဗီယာနိုင်ငံဘဲဂရိတ်မြို့တော်မှာသမရအလက်ဇန္ဒားပူဇီးရဲ့အုပ်ချုပ်မှုကိုဆုံးသက်ဖို့နဲ့ရွေးကောက်ပွဲတွေဆောလွန်စွာကျင်းပပြီးဖို့ဆန္ဒပြတောင်းဆိုနေကြတယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။ဆန္ဒပြသူပေါင်းတသိန်း၄သောင်းခန့်ရှိခဲ့ပါတယ်။ဒီရေတွက်ဟာမကြသေးမီလတွေအတွင်းကဖြစ်ပွားခဲ့တဲ့ဆန္ဒပြသူတွေနဲ့လူဝင်အားအများဆုံး ဆန္ဒပြမှုဖြစ်ခဲ့ပါတယ်။ဒီဆန္ဒပြပွဲကိုကျောင်းသားတွေဥဆောင်ခဲ့ကြတာဖြစ်ပြီးအစိုးရအဖွဲ့ကိုရွေးကောက်ပွဲကျင်းပပြီးကိုဖိအားတွေပေးခဲ့ပါတယ်။အဲ့ဒီဆန္ဒပြမှုတွင်ဆန္ဒပြသူတွေနဲ့အထီးကရုံးနေနေရဲတပ်ဖွဲ့ကြားခိုက်ရန်ဖြစ်ပွားခဲ့ပြီးရဲတပ်ဖွဲ့ကမျက်ရည်ရုံဘုံတွေအတန်ဘုံတွေအသုံးပြုကာလူစုကွဲနေနေခဲ့ပါတယ်။အဲ့ဒါကြောင့်ရွေးကောက်ပွဲကျင်းပဖို့တောင်းဆိုနေတာဟာပြည်ပနိုင်ငံတွေကစာဗီယာနိုင်ငံကိုတည်ငြိမ်မှုပြန့်ရင်းစေဖို့သွေးထုတ်လုံးစုံနေတဲ့အာထုတ်ကြုံမှတ်မှုတွေဖြစ်တယ်လို့တမရဘူးဆက်ကပြောကြားခဲ့ပါတယ်။သူတို့တွေကစာဗီယာကိုပြိုလဲစေ ခြင်းနေကြပါတယ်ဒါပေမဲ့သူတို့မအောင်မြင်ခဲ့ပါဘူးလို့ဘူဇက်ကသူ့ရဲ့ Instagram မှာရေးသားခဲ့ပါတယ်ဒီဆန္ဒပြမှုမှာလူ၅ဦးဖမ်းဆီးခံခဲ့ရပြီး သူတို့ဟာအစိုးရကိုဖြုတ်ချဖို့ပူးပေါင်းကြံစည်မှုနဲ့ဆွဆွဲခံထားရကြောင်းဘဲဂရိတ်မြို့ရှိအထက်တရားရုံးကထုတ်ပြန်ခဲ့ပါတယ်။အထီးကရုံးတွေဖြစ်ပွားခဲ့ပြီးနောက်ရဲတပ်ဖွဲ့ကဆန္ဒပြသူတွေရဲ့အကြမ်းဖက်မှုကိုရှုံချခဲ့ပြီးတာဝန်ရှိသူတွေကိုဖမ်းဆီးသွားမယ်လို့ပြောကြားခဲ့ပါတယ်။ဆာဗီးယားမှာတပ်ကတော်တွေကိုပိတ်ပမှုအပါအဝင်နိုင်ငံတော်ဆန္ဒပြမှုတွေလာနေချီဖြစ်ပွားခဲ့ပါတယ်။2029ခုနှစ်မှာတမရတတန်ပြည့်မဲ့ဘူစစ်ကရွေးကောက်ပွဲကိုတတ်မှတ်ထားတဲ့ရဲတပ်စော်ပြီးကျင်းပဖို့ညှင်းဆိုခဲ့ပြီးသူ့ရဲ့ Progressive Party ဦးဆောင်တဲ့ညွန်ပေါင်းဖွဲ့ လွှတ်တော်ရဲ့နေရာ250နဲ့156နေရာကိုရရှိထားပါတယ်